ဖုန်းကင်တာဖုန်းချတာလိုင်းမကောင်းတာဒီဖုန်းနဲ့ပတ်သက်ပြီးတော့တိထားတဲ့စကလုံးလေးတွေအားလုံးကိုဒီဗီဒီယိုမှာပြောပြပေးမှာဖြစ်ပါတယ်ပေါ့နော်။ဒါဆိုရင်ဆက်လိုက်ရအောင်။အရင်ဆုံးဖုန်းကိုကျွန်တော်โทรศัพท์လို့တောင်โทรศัพท์တမาဟုတ်မือถือบ่เนาะโทรศัพท์တမမဟုတมမือถือလို့တောင်းလို့ရတယ်နောက်่စ်ခုဒီဖยန်းကင်တာကိုကြာတော့ကျွรับสายလိต့တောငรับสายဖုနกးကน်တယเนาะဖုန်းချတယ်ဆိုရင်วางสาย วางสายฟงชาเดเนาะฟงมาไายบูส่วนนี้ไม่รับสาย ไม่รับสายฟงมาไายบูยังไงเนาะแต่เมื่อที่ฟงเปียวในฟงจ้าตัวเราจะเราจะโน้ดสายหลุดลดตัวนี้ยาเลยสายหลุด สายหลุดยังไงเนาะเกี่ยวฟงมาอาบูส่วนนี้สายไม่ว่างยังไงเนาะสายไม่ว่างลดตัวนี้ยาเลยไล่มากลางบูส่วนนี้สัญญาณไม่ดี สัญญาณไม่ดี ไลน์มากางบูบ่เนาะนั่นก็คุอทอินเทอร์เน็ตไลน์นี่เหลยบ่เนาะที่อินเทอร์เน็ตนี่เหลยรู้ပြောချင်เน็ตช้าเน็ตช้าโหลดตรงลงได้ฟงပြေเได้ส่วนคุยโทรศัพท์คุยโทรศัพท์ฟงပြောได้เนาะที่เมสเซจปูได้ส่วนส่งข้อความส่งข้อความเมสเซจปูเด้ยามเนาะที่ အတန်ပြတ်တော့ပြတ်တော့ဖြစ်နေတယ်လို့ပြောမယ်ဆိုရင်စီယံခတ်ခတ်ဟိုင်ဟိုင်လို့တုံးလို့ရတယ်နော်စီယံခတ်ခတ်ဟိုင်ဟိုင်စီယံဆိုတာကအတန်ခတ်ခတ်ဟိုင်ဟိုင်ဆိုရင်တော့ဒီပြတ်တော့ပြတ်တော့ဖြစ်တယ်ပေါ့နော်လာလိုက်ပြောက်လိုက်အဲ့လိုမျိုးကိုပြောချင်တာရမယ်နော်စီယံခတ်ခတ်ဟိုင်ဟိုင် သူများပြောလို့ကိုကမကြဘူးနောက်တစ်ခါပြန်ပြောလို့ရလားလို့မေးမယ်ဆိုရင် put อีกทีได้ไหมครับညမယ်เนาะ put อีกที ได้ไหมครับ ตามมาหา put อีกรอบได้ไหมครับနောက်တစ်ချိန်ပြန်ပြောလို့ရလားနောက်တစ်ခါပြန်ပြောလို့ရလားပေါ့เนาะတခါတလေဖုန်းဆက်လို့မရဘူးဆက်လို့မဝင်ဘူးလို့ပြောမယ်ဆိုရင်တော့ throw မိုက်ติดပေါ့เนาะ throw မိုက်ติดဆက်လို့ကိုမရဘူးဖြစ်နေတာပေါ့เนาะ throw မိုက်ติดရမယ်เนาะအကေဖုန်းအကုန်နေဆိုရင်တော့ bad mode လို့တောင်းလို့ရတယ် bad mode bad mode ရမယ်เนาะ ဖုန်းအားသွင်းမယ်ဆိုရင်တော့ chat bed လို့တုံးလို့ရတာပေါ့နော် chat bed ဖုန်းအားသွင်းနေနော်ဖုန်းအားသွင်းကြို side chat side chat ရမယ်နော်ပါပါပန့်ကိုကြာတော့ power bank အဲ့လိုမျိုးပဲတုံးလို့ရတယ်နော်အင်္ဂလိပ်ကနေပဲယူထားတဲ့စကားလုံးပါ power bank ညမယ်နော်ဒါဆိုရင်ဖုန်းနဲ့ပတ်သက်တဲ့စက္ကလုံလေးတွေအားလုံးရသွားမယ်လို့ထင်ပါတယ်ရအောင်လဲလိုက်ကြပါနော်တကယ်လဲလက်တွေ့အသုံးပြုနိုင်စူးစမ်းပါအကယ်၍ထိုက်ပါတာစကားကိုလုံးဝခြေခံကနေစပြီးမှလေ့လာချင်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ page ကိုဆက်သွယ်လာလို့ရတယ်တီလာကုံတရက်နဲ့ပြန်ဆဖို့ရှိပါတယ်ပေါ့နော်စာရောစကားရောလုံးဝခြေခံကနေစပြီးမှတင်ပြမှာဖြစ်ပါတယ်ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနော်ဖုန် James Saudi Club